တို့ our surprise ရဲ့အပောင်းကိုတော့ကျွန်တော်တို့အမ်ဒါလိုက်ဆက်လိုက်ပြီးဆိုရင်ကျွန်တော်တို့အနှုတ်တစားကို ground တစားကိုဖြတ်ပြီးဆိုရင်ကျွန်တော်တို့ရှမ်ပါမှာဒါမျိုးဆက်လိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ဒီကောင်မှာရှိတယ်ကျွန်တော်တို့ခုခံမှုကိုသိရပါမယ်ခုခံမှုဘယ်လောက်ရှိသလဲဆိုတော့ကိုကျွန်တော်တို့အရင် တွေ့ရပါမယ်အဲသူကျွန်တော်တို့သူ့မှာပေါ်ပြထားတယ်ကျွန်တော်တို့အကျဉ်းအားဖြစ်ဆိုလဲကျွန်တော်တို့သိခွင့်ရပါတယ်တမဆိုရင် 50A 85 mV ကျွန်တော်တို့ပေါ်ပြထားပါတယ် အဲ့ဒါကိုကျွန်တော်တို့အကျံအဖြစ်ကျွန်တော်တို့အုံဘလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့တွက်ထုတ်လို့ရပါပြီ MP ရလည်းရပြီကျွန်တော်တို့အဲဒီဘိုးလည်းရပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့အုံဘလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့တွက်ထုတ်လို့ရပါပြီအကျံအဖြစ်ကျွန်တော်တို့တွက်ထုတ်ကြည့်ပါမယ် အခုဆိုရင်ကျွန်တော်တို့အာအာရှန်ရဲ့ဒီကျွန်တော်တို့ခုခံမှုကိုလည်းသိပြီကျွန်တော်တို့လက်တွေ့တွက်ချက်ကြည့်အောင်ကျွန်တော်တို့အပောင်းကိုအပောင်းမှာဆက်လိုက်ပါမယ်ပြီးသွားရင်ကျွန်တော်တို့မီဒီယာအနောက်ကိုအာရှန်ရဲ့တစ်ဖက်မှာဆက်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ ကောင်ကျိုးခြိုက်လိုက်ပါမယ်ကျွန်တော်အရှိပိုင်းမှာပြခဲ့တဲ့လိုမျိုးကျွန်တော်တို့မီတာဖြင့်တိုင်းတာကြည့်ပါမယ်မီလီဖုန်းနဲ့တိုင်းတာကြည့်ပါမယ် တေတသမ8မီလီဗိုလ်ခန့်ရပါတယ် ကျွန်တော်တို့တွက်ထုတ်ကြည့်လိုက်တော့တက်တသမာ2အမ်ပီယာခန့်စီးနေတာကိုတွေ့ရပါမယ်ကျွန်တော်တို့မီဒီကိုတစ်လုံးလောက်တူးကြည့်တူးကြည့်ကြည့်ရအောင် ကျွန်တော်တို့တွက်ထုတ်ကြည့်လိုက်တော့ data သမား8 ampere ခန့်ဖြန့်စည်းနေပါတယ်တော်တော်လေးကိုင်းညီမှုရှိတယ်လို့ဆိုရမယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာကဒီကျွန်တော်တို့ဒီရှမ်ဘာတွေအာရှမ်းတွေကိုကျွန်တော်တို့ဒီလို display card တွေမပါဘဲလဲ ျွန်တော်တို့သဘောတရားအုံလောတွေကိုသိမယ်ဆိုရင်ကျွန်တော်တို့တွက်ထုတ်လို့ရပါတယ်တွက်ပြီးအသုံးပြုလို့ရပါတယ်ကျွန်တော်တို့အင်ဗာတာပြင်တာတို့ဒီကျွန်တော်တို့ဒီဆိုလာအင်ဗာတာတွေပြင်တာတို့ဆိုရင်ဒီကောင်လေးကအသုံးဝင်ပါတယ်ကျွန်တော်တို့ဒီဒီပလီကတ်မလို့ပဲနဲ့လဲအသုံးပြုလို့ရပါတယ်ဒါကိုကျွန်တော် ဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့အာရှန်နေရာမှာကျွန်တော်ရေယူရေဂျစ်စတာလေးတွေကိုထည့်သွင်းအသုံးပြုကြည့်ပါမယ်33အုံးရေဂျစ်စတာဖြင့်ကျွန်တော်စမ်းသပ်ကြည့်ပါမယ်

ောက်တစ်ခုကျွန်တော်တို့33အာ33အောင်9ဝ register တလုံးကိုကျွန်တော်တို့စမ်းသပ်ကြည့်ပါမယ်ကျွန်တော်တို့ပူလဲတော်တော်ပူပါတယ်ကျွန်တော်တို့ခွာပြီးတိုင်းကြည့်ကြည့်ပါမယ် ကိုထက်သမှရှစ်ရှစ်ဆယ်ဘုခန့်ဖြည့်စီနေတာကိုဆယ်ဘုခန့်ရှိနေတာကိုကျွန်တော်တွေ့ရပါမယ်ပူလည်းတော်တော်ပူပါတယ်အရှမ်းနေကြတော့ကျွန်တော်တို့ခုခံမှုအရန်နိုင်တဲ့အတွက် ကျွန်တော်တို့ထက်သွင်းအသုံးပြုလို့အဆင်ပြေခြင်းပဲဖြစ်ပါတယ်အမ်ပီယာအကြီးတွေမှာထက်သွင်းသုံးပြုရတာအဆင်ပြေခြင်းဖြစ်ပါတယ် အရှမ်းရဲ့အဓိကအရေးကြီးတဲ့အစိပ်ပိုင်းကိုလည်းကျွန်တော်ပြောပြပြီးတင်ပြပြီးဆိုတော့ကျွန်တော်ဆက်သွယ်ပုံလေးတွေကိုလည်းကျွန်တော်တင်ပြပေးချင်ပါတယ်ဆက်သွယ်တာကတော့ကျွန်တော်တို့အရင်ကျွန်တော်တို့ ျွန်တော်တို့ခုနကဘိုမီတာနဲ့ခွာတိုင်းတယ်လို့ဒီအနီကျိုးကိုကျွန်တော်တို့အထွက်သုံးနဲ့လောက်မှာထားမယ်အမဲကျိုးကိုတော့ကျွန်တော်တို့ ground ကျိုးနဲ့ဆက်သွဲမှာဖြစ်ပါတယ်ပြီးွားရင်ကျွန်တော်တို့က အနီရယ်အမဲရယ်အဝါရယ်၃ချောင်းကျွန်တော်တို့ဒီမှာအံပီယာကိုအာရုံခံဖို့က၂ချောင်းပြီးသွားရင်ကျွန်တော်တို့ကိုချိန်ကို preset လေးကတခုအံပီယာချိန်ဖို့ကျွန်တော်တို့ preset လေးကတခုရှင်းနေပါမယ် မဲရတော့ကျွန်တော်တို့အမဲရောက်သွားအမဲဆိုကရောင်းကရောင်းအန်ဒီကတော့ဒီအနေအောင်ကျိုးလေးကဒစ်ပလေးလင်းဖို့အတွက်ဆပ်ပရိုင်းဖို့ပါကျွန်တော်တို့0ဖို့ကနေ30ဖို့အတွင်းမှာဆိုရင်တော့ အသုံးပြုလို့ရပါတယ်ဒါပူအားကိုသိချင်တဲ့ပူအားကိုကျွန်တော်တို့ပူအားတရက်ကိုသိချင်တဲ့အခါကျွန်တော်အဝါရံကျိုးလေးနဲ့ဒါရေးဆက်သက်ပေးရပါတယ်အခုဆိုရင်၁၂တသမ၂ပူ အတားကြည့်ပါမယ်စနေတသမနှစ်ဖို့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့အဝါရောအနီရောကိုဒါလိုက်ဆက်ပြီးရင်အပေါင်းကျူဖြင့်တခါတည်းပူအား30မကျော်ဘူးဆိုရင်ဒါလိုက်ဆက်လိုက်လို့လည်းရပါတယ်ပြီးွားရင်ကျွန်တော်တို့ ပြီးရင်ကျွန်တော်တို့အသုံးပြုမယ်လို့ချိန်ပါမယ်။နောက်ကကျွန်တော်တို့အပောင်းကအသေးဝင်လိုက်ပါမယ်။ပြီးသွားရင်ကျွန်တော်တို့ကျန်တဲ့တစားကကျွန်တော်တို့ဒီအနေအထားကျိုးပဲချမ်းမှာချိန်ဆက်လိုက်ပါမယ်။ အမဲရောင်ကျိုးလေးမှာကျွန်တော်တို့ဆက်သွယ်ကြည့်လိုက်မယ်ဆိုရင်အမ်ပီယာကိုပေါ်ပြပေးမှာဖြစ်ပါတယ်အမန်တကယ်ဆိုရင်ဒီအမဲကျိုးလေးနဲ့ဒီ ground ကျိုးလေးနဲ့ကတပင်လေးပါဆက်လဲရပါတယ်ဆက်လဲရပါတယ် အဲဆို MPR လေးကိုကျွန်တော်ချိန်ညှိတဲ့ပုံလေးပြပါမယ်အခုဆိုတော့ ဒီ preset လေးကတော့ကျွန်တော်တို့ကိုအားကိုချိန်ကြီးတာဖြစ်ပါတယ် လိုအပ်သလိုချိန်ညှိနိုင်ပါတယ်။